ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်ခုပြပြီးမဆိုင်ကသူကဒီက6နောက်ပိတ်နော်6နောက်ပိတ်5နောက်ပိတ်4နောက်ပိတ်3နောက်ပိတ်နော်6 5 4 3နော်အဲ့6 5 4 3ကိုအဲ့6 5 4 3နောက်ပိတ်ကိုတဲ့သူက6ထိပ်5ထိပ်၄ထိပ်3ထိပ်ဆိုပြီးပြန်ထည့်တာနော်6 5 4 3 ူက6 5 4 3နောက်ပိတ်နော်အဲ့နောက်ပိတ်ဆုံးသွားတာ ਨੇ ထိပ်စီးကိုပြန်ထည့်တယ်အဲ့6 5 4 3နော်6ထိပ်5ထိပ်4ထိပ်3ထိပ်ကိုပြန်ထည့်နော်ဟုတ်ပြောချင်တာအဲ့ဒီ6လို့ထိပ်စီးကြလိုက်တာ ਨੇ တဲ့သူကနောက်နှစ်နှစ်ကိုကိုနောက်ပိတ်ပုံသေးတက်ရိုက်တယ်နော်ပြီးရင်5လို့ထိပ်စီးကြလိုက်တာ ਨੇ နောက်နှစ်နှစ်ကိုကိုနောက်ပိတ်ပုံသေးတက်ရိုက်တယ်လေးထိပ်ကြတာနဲ့နောက်နှစ်နှစ်ကိုကိုနောက်ပိတ်ပုံတွေတက်ရိုက်တယ် သုံးထိတ်လူကြိုက်တာနောက်နှစ်ကိုကိုနောက်ဘိတ်ကပုံသေးတက်ရိုက်ခဲ့နော်ကိုနောက်ဘိတ်ပုံသေးဒီမှာတက်ရိုက်နော်အဲ့တော့ဒီနောက်ထိတ်ဒီတဲ့ကိုနောက်ဘိတ်ပုံသေးတက်ရိုက်တက်ရိုက်လိုက်တာ ਨੇ အဲ့ကိုနောက်ဘိတ်တဲ့နှစ်ထဲမှာပေါ့နော်ဒီ6ထိတ်6ထိတ်6ဘိတ်လူရိုက်လိုက်တာနဲ့အဲ့6နောက်ဘိတ်နှစ်ဦးမှာ6နောက်ဘိတ်လိုက်တာရိုက်လိုက်တာနဲ့အဲ့ဒီ6ထိတ်စီကြောင်းနဲ့အဲ့ဒီ6ထိတ်စီကြောင်းအဲ့ဒီ6နောက်ဘိတ်နှစ်ထဲမှာပထမဦးဆုံးချိန်ပေါ်တဲ့6ဘိတ်ပေါ့နော်6ထိတ်စီကြောင်း6ထိတ်စီကြောင်းပထမ မ6ဗရိကဏ္ဍဒီကဏ္ဍပေါ့နော်ပထမဆုံးစစပေါ်ခြင်း6ဗရိကဏ္ဍအဲ့ကဏ္ဍနော်အဲ့ဒီ6ဗရိကဏ္ဍတဲ့အဲ့နှစ်ထဲမှာပြန်ကြကစားနော်ပြန်ကြပြန်ကြတမနော်နောက်ဆုံးနောက်ဆုံးမှာပြန်ကြပါတယ်နော်နောက်ဆုံးမှာမပြန်ကြကစားခဲ့နော်ဟုတ်ပြီဒါပထမကဒုတိယကမှာလည်းသူကအဲ့တိုင်းပဲပြီးတော့9ထိပ်လာတယ်အဲ့9ထိပ်ကနေပြီးတော့မှနှစ်ဦးကိုကိုနောက်ပိတ်လို့တက်ရိုက်လိုက်တယ်နော် အဲ့လိုတက်ရိုက်လိုက်တာနဲ့ကိုနော့ဘိလိုတက်ရိုက်တာနဲ့အဲ့ဒီကိုနော့ဘိလိုနေဦးမှာတက်ရိုက်တဲ့နှစ်ထဲမှာပထမဆုံးချိန်ပေါ်တဲ့၅ break နော်အဲ့ပထမဆုံးချိန်ပေါ်လာတဲ့၅ break ဆိုတော့ဒီကနန်းပေါ့မနေဦးမှာပဲသူကစပေါ်တာနော်အဲ့၅ break ကနန်းအဲ့နှစ်ထဲမှာပြန်ကြားတဲ့6 break ချောက်ထီကြောင်6ပြိကနံပြန်ကြနော်အခု9ပြိကနံ9ထီစီကြောင်9ပြိကနံပြန်ကြနော်ဒါဆိုအခုတတိယကတ်မှာဆိုတော့6ထိပ်6ထိပ်ကနံနဲ့သူ နူးမှာကိုနောက်ပိတ်တယ်အဲ့ဒီကိုနောက်ပိတ်တဲ့နေ့ထဲမှာတဲ့လေးထိပ်စီကြောင့်ပထမဆုံးပေါ်တဲ့ဗရိတ်လေးကနန်းဒီကနန်းမှာနော်ပထမဆုံးယင်ပေါ်လာတဲ့ဗရိတ်လေးကနန်းဗရိတ်လေးကနန်းဒီတဲ့အဲ့နေ့ထဲကိုပြန်ကြပါတယ်နော်ပြန်ကြကစားရတယ်နော်ဒီမှာပြန်ပြန်ကြရတယ်နော်ဒါဆိုရင်6လဲပြီးပြီ6ထိပ်ကြောင့်ပထမဆုံးပေါ်တဲ့6ဗရိတ်ကနန်းပြန်ကြ ငါးထိတ်ကြောင်ပထမဆုံးပေါ်တဲ့ငါးပရိကဏန်ဒီအဲ့နှစ်ထဲကိုပြန်ကြကစားတယ်။လေးထိတ်ကြောင်ပထမဆုံးပေါ်တဲ့လေးပရိကဏန်ဒီအဲ့နှစ်ထဲမှာပြန်ကြကစားတယ်နော်။ပြန်ကြကစားတယ်။ဒါဆိုရင်အခုဒီမှာ၃ထိတ်၃ထိတ်လှည့်ရောက်ပြီနော်။၃ထိတ်ကြောင်နဲ့ဥပနူးမှာကိုးနောက်ပိတ်လို့တက်ရိုက်ပြီ။တက်ရိုက်တာအဲ့နှစ်ထဲမှာတဲ့ပထမဆုံးကြိမ်ပေါ်တဲ့၃ထိတ်ကြောင်ပထမဆုံးကြိမ်ဂျင်ပေါ်တဲ့ပရိသုံးကဏန်ပေါ့။အဲ့ပရိသုံးကဏန်ဒီကဏန်ခုံခုံကိုးဆိုတဲ့ကဏန်ပြန်ကြကစားမှာနော်။ ပြန်ကြကစားပြန်မပြောချင်တာကတော့သူက6ထိပ်ကြောင်းပထမဦးဆုံးပေါ်တဲ့6ပရိကဏံပြန်ကြ5ထိပ်ကြောင်းပထမဦးဆုံးပေါ်တဲ့5ပရိကဏံပြန်ကြ6ထိပ်ကြောင်းပထမဦးဆုံးပေါ်တဲ့6ပရိကဏံပြန်ကြနော်3ထိပ်ကြောင်းနဲ့ပထမဆုံးပေါ်လာတဲ့3ပရိကဏံဒီကဏံကိုပြန်ကြကစားခိုင်းတာဒီနေ့ထဲမှာနော်ဒီနေ့ထဲမှာဒီခုံခုံကိုပြန်ကြရမယ်လို့ပြောတာနော်ဟုတ်ပြီအဲ့ဒါဆိုရင်လည်းကျွန်တော်ကဒီကဏံကိုဒီချိန်မှာသူကပရိ5 3ချက်နဲ့ လူမှာပရင်ငါ၃ရက်ခင်းထားတဲ့အတွဲတဲ့နော်အဲ့ဒီကဏ္ဍကို၃ကဏ္ဍဖြတ်ပြီးတော့ကျွန်တော်ဖမ်းကစားပြမယ်နော်အဲ့ဒီကဏ္ဍဘယ်ချိန်မှပြန်ကြမလဲဆိုတာကိုဒီ၃ကစီနဲ့ဖမ်းပြမယ်၃ကစီနဲ့ဖမ်းပြမယ်ဆိုတော့ပရင်ငါပရင်ငါပရင်ငါဒီမှာ၃ချက်ပရင်ငါ၃ချက်တန်းထားတာရှိတဲ့အတွဲနော်ဒီ၃ကစီနဲ့ဟုတ်ပြီဘယ်လိုဖမ်းမလဲဆိုတော့ကြည့်အောင်နော်ဒီပရင်ငါလို့နှစ်ဦးမှကစားလိုက်တယ်ကိုးနောက်ပြီပရင်ငါ အဲ့လိုနှီးဦးမှာကိုးနောက်ပိတ်ပရိင်္ဂါလို့ကစားလိုက်တာနဲ့တဲ့သူ့ရဲ့ရှေ့နှစ်ထဲမှာသူကဂွာပေါင်းညင်းငါးကိုကျွန်တော်တို့ကြည့်မယ်ဂွာပေါင်းညင်းငါးနော်သူ့ရဲ့နှစ်ထဲမှာဂွာပေါင်းညင်းငါးသူ့ရဲ့ရှေ့နှစ်ထဲမှာဂွာပေါင်းညင်းငါးဒီမှာကြာလာပြီဂွာပေါင်းညင်းငါးနော်အဲ့ဒီဂွာပေါင်းညင်းငါးကြာတော့မယ်ဆိုရင်တဲ့သူ့ရဲ့အပေါ်တပင်ကျော်မှာငါးနောက်ပိတ်ခမ်းပြီးမှငါးနောက်ပိတ်ခမ်းထားတဲ့ကောင်ရဲ့ဂွာပေါင်းညင်းတပင်အောက်တပင်ကျော်မှာကြာတဲ့ပရိင်္ဂါဂွာပေါင်းညင်းငါးနော်အဲ့ဂွာပေါင်းညင်းငါးရဲ့အ ောက်မှာငါးဘဝတုံညပရိတ်လို့ရိုက်ရမှာနော်ခေါင်းညင်းငါးရဲ့အောက်မှာငါးဘဝတုံညပရိတ်ရိုက်မှာနော်အဲ့ခေါင်းညင်းငါးကြတော့မယ်ဆိုလို့ရှိရင်လည်းသူကဒီမှာရှစ်ထိတ်ကလည်းထောက်တော့နော်စီနီယာထောက်မှာရှစ်ထိတ်ကဇောင်းမှာဖြစ်ရမယ်ရှစ်ထိတ်ကဇောင်းမှာဖြစ်ရမယ်ငါးနောက်ပိတ်ကအောက်တပွဲကျော်မှာခွာတယ်ခွာငါးဖြစ်ရမယ်နော်အဲ့ဒီအောက်မှာမှာသူကခေါင်းငါးရဲ့ဘဝကိုတုံညပရိတ်ခံနော်အဲ့လိုတုံညပရိတ်လို့ကြပြီးတာနဲ့သူကနောက်တစ်နှစ်ကျော်မှာအဲ့ပရိငါကနန်း ပြန်ကြပါတဲ့နော်အဲ့ဗရိငါကနန်နှူးမှာထွက်ထားတဲ့ပထမဆုံးထွက်ထားတဲ့ဗရိငါကနန်ဒီပြန်ကြနော်အဲ့နော်ဘာကြောင့်ဗရိငါကနန်ပြန်ကြကစားလဲဆိုတော့သူကဒီဗရိငါကနန်ပြန်ကြကစားဖို့အတွက်ကိုငါးနောက်ပိတ်ထားတာနော်ငါးနောက်ပိတ်ကအောက်တပွဲကျော်မှမှာကွာပေါင်းချင်းငါးငါးပေါင်းပါဘုံညာဗရိလူရိုက်ထားတဲ့ရိုက်ပြီးကမှဒီမှာသူ့ပေါ်မှာသူ့ရဲ့တစ်နှစ်ကျော်မှာ ဒီပရိငါးကဏန်းကိုပြန်ကြကစားတာနော်ဘာလို့လဲဆိုငါးနောက်ပိတ်ထားလို့ငါးနောက်ပိတ်ထားလို့နော်အဲ့တော့ဒုတိယကပ်ကိုထပ်ကြည့်မယ်ဒုတိယကပ်မှာလည်းအဲ့တိုင်းပဲပထမကပ်မှာပရိငါးနှူးမှာပရိငါးကစားရတဲ့သူ့ရှင်းနှစ်မှာကွာပေါင်းချင်းငါးကိုလိုက်တာနော်အခုဒုတိယကပ်မှာလည်းပဲပရိငါးကစားထားတယ်ငါးကိုးနောက်ပိတ်နဲ့ပရိငါးကစားတယ်အဲ့ကိုးနောက်ပိတ်နဲ့ပရိငါးကစားတဲ့အတွက်အဲ့ဒီငါးဒီတဲ့သူ့ရှင်းနှစ်မှာကွာပေါင်းချင်းငါးနော်ဒီမှာလည်းကွာပေါင်းချင်းငါးကြီးထွက်တယ်နော်ဒါမမြအောင်နော်သူက ဒီမှာလဲကွာပေါင်းချင်းငါထွက်ခဲ့တယ်မရဘူးသူကဘာဖြစ်လို့မရလဲဆိုတော့စီနီယာထောက်ထားပြီးမှဒီမှာကွာပေါင်းချင်းငါဒီကငါကြမှာရတယ်နော်ဒီမှာကွာပေါင်းချင်းငါကြပြီအဲ့ဒီငါဒီဘာလို့လဲဆိုပထမတစ်ချိန်ငါလို့ငါနောက်ပိတ်ပြီးမှသူ့အောက်တပွဲကျော်မှာကွာပေါင်းချင်းငါကိုရိုက်တာအခုဒီကောင်ကြတော့၄နောက်ပိတ်ပြီးတော့သူ့အောက်တပွဲကျော်မှာကွာပေါင်းချင်းငါကိုခွာတာနော်အဲ့မှာသူကပထမကတ်မှာ၈ထိတ်ကဲဆောင်းမှာကွာပေါင်းချင်းငါကိုရိုက်တာဒုတိယကတ်မှာလည်းကြာတော့ခွန်ထိတ်ကဲ စောင်းမှာကွာပေါင်းချင်းငါးကိုရိုက်ခဲ့တယ်เนาะအဲ့ငါးရဲ့ပါပါတုံညာပရိတ်လို့အောက်မှာကတ်ကြရမယ်เนาะအဲ့ငါးရဲ့ပါပါတုံညာပရိတ်လို့ကတ်ကြရတာ ਨੇ တဲ့သူ့ရဲ့တစ်နှစ်ကျော်မှာပြန်ကြကနန်းသည်တဲ့ပထမဆုံးချိန်စထွက်ခဲ့တဲ့ပရိတ်လေးကနန်းသည်ပြန်ကြကစားတာเนาะပြန်ကြကစားတာအဲ့ဒီလေးပရိတ်ကနန်းပြန်ကြကစားဖို့အတွက်ကိုလည်းပဲတဲ့ဒီမှာသူကအဲ့အပေါ်တပွင့်တပွဲကျော်မှာလေးနောက်ပိတ်လေးနောက်ပိတ်ကြောင့်လေးပရိတ်ကနန်းပြန်ကြကစားတာเนาะပထမကံမှာ၅နောက်ပိတ်ကြောင့် ငါးပရိကနံကိုပြန်ကြကစားတာနော်သူကငါးနောက်ပိတ်ကြောင်းနဲ့အဲ့ငါးနောက်ပိတ်ကြောင်းငါးပရိကနံပြန်ကြကစားတော့မယ်ဆိုအဲ့ငါးနောက်ပိတ်ကအောက်တပွဲကြောင်းမှာကွာပေါင်းချင်းငါငါရဲ့ပါဝါတုံညာပရိလို့ရိုက်ရမှာရိုက်ပြီးကမတူတစ်နှစ်ကြောင်းမှာအဲ့ငါးနောက်ပိတ်ထားတဲ့အတွက်ငါးပရိကနံပထမဦးဆုံးချင်းစထွက်တဲ့ငါးပရိကနံကိုပြန်ကြကစားတာနော်ဒုတိယကံမှာလည်းဒီတိုင်းပဲသူကလေးနောက်ပိတ်ကြောင်းလေးပရိကနံကိုပြန်ကြကစားဖို့တို့နောက်ပိတ်ရတာနော်အဲ့လေးနောက်ပိတ်ကအောက်တပွဲကြောင်းမှာတဲ့ကွာပေါင်းချင်းငါခံတယ် အဲ့9ရဲ့ပါဝါ၃ညာဘရိတ်လို့အောက်မှာကတ်ရိုက်ပြီးရတယ်အဲ့ရဲ့တစ်နှစ်ကျော်မှာသူက၄နောက်ပိတ်ထားတဲ့အတွက်၄ဘရိတ်ကဏ္ဍပထမဆုံးညင်စကြခဲ့တယ်ဘရိတ်၄ကဏ္ဍကိုပြန်ကြကစားတာနော်အဲ့တော့9လည်းပြီးပြီ၄လည်းပြီးအခု၃ပေါ့နော်အဲ့တော့ဟုတ်ပြီဒီမှာ၃နောက်ပိတ်၃နောက်ပိတ်ကြအောင်နဲ့နော်သူကနောက်နှစ်မျိုးမှာဘရိတ်ကိုတက်၉နောက်ပိတ်တက်ရိုက်တယ်အဲ့၃ဘရိတ်ကဏ္ဍပထမဆုံးညင်ကြတယ်၃ဘရိတ်ကဏ္ဍပြန်ကြကစားတော့မယ်ဆိုရင်နဲ့သူကဒီမှာနှင်းမှာဘရိတ်၅ကြောင်းနဲ့သူရှေ့ နေမှာတော့ဘွားပေါင်းညင်ငါးကိုကျွန်တော်တို့ကြည့်မယ်နော်ဘွားပေါင်းညင်ငါးဒီမှာဘွားပေါင်းညင်ငါးကစားပြီနော်အဲ့ဒီဘွားပေါင်းညင်ငါးကစားတော့မယ်ဆိုရင်ねပထမကံမှာ3 9နောက်ပိတ်တယ်9နောက်ပိတ်ကတပွဲကျော်မှာကစားတာနော်ဒုတိယကံမှာ4နောက်ပိတ်ကတပွဲကျော်မှာဘွားပေါင်းညင်ငါးကိုကစားတယ်အခုတတိယကံမှာ3နောက်ပိတ်ကအောက်တပွဲကျော်မှာဘွားပေါင်းညင်ငါးကိုကစားတယ် အဲ့ဒီကောင်းကြီးငါကစားတော့မယ်ဆိုရင်ပထမကတ်မှာ၈ထိပ်ကစားအောင်ကစားတယ်ဒုတိယကတ်မှာခွန်ထိပ်ကစားအောင်ကစားတယ်ဥတတိယကတ်က၆ထိပ်ကစားအောင်ကောင်းကြီးငါကိုကစားပြီနော်အဲ့တော့သူ့၃နောက်ပိတ်ကအောက်တပွဲကျော်မှာကောင်းကြီးငါဖြစ်ရမယ်သူ့စားအောင်၆ထိပ်ထောက်ထားမယ်နော်ဒါဒုတိယကတ်မှာတော့လည်း၄နောက်ပိတ်ကအောက်တပွဲကျော်မှာကောင်းကြီးငါကစားတယ်ဒီမှာခွန်ထိပ်ထောက်ထားတယ်ပထမကတ်မှာ၈ထိပ်ထောက်ထားတယ်ကောင်းကြီးငါကစားမယ်သူ့ရဲ့အပေါ်တပွဲကျော်မှာ၅နောက်ပိတ်ခံထားတယ်အဲ့၅နောက်ပိတ်ကတ်မှာ ငါးပရိက္ခဏံပထမဆုံးကြားတဲ့ငါးပရိက္ခဏံကိုပြန်ကြားကစားခြင်းနဲ့နော်အခုဒီမှာဒုတိယကံမှာလေးနောက်ပိတ်တယ်သူ့အောက်တပွဲကျော်မှာခွာပေါင်းခြင်းငါးသူ့ဘာဘာသုံးညပရိရိုက်တယ်သူ့ရဲ့တစ်နှစ်ကျော်မှာအဲ့ဘရိလေးလေးနောက်ပိတ်ထားတဲ့အတွက်ဘရိလေးခဏံပထမဆုံးကြင်ကစားတဲ့ကြားတဲ့ဘရိလေးခဏံကိုပြန်ကြားကစားတယ်နော်သူ့ဆောင်မှာခုံထောက်ထားတယ်အခုသူ့ဆောင်မှာတတိယကံမှာ6ထောက်ထားပြီပထမကံမှာ7ဒုတိယကံမှာခုံအခုတတိယကံမှာ6နောက်6ထိပ်စီးရဲ့ဆောင်မှာလည်းဖြစ်ရမယ်သူ့ရဲ့အပေါ်တပွဲကျော်မှာ3နောက်ပိတ်ကထောက်ထားပြီ3ရဲ့ သုံးနောက်ဘက်ကအောက်တစ်ဘွဲကျော်မှာခွဲပေါင်းခြင်းကထောက်ပြီနော်အဲ့ခွဲငါးရဲ့အောက်မှာမှာသူကဘူးရိတ်ရရမှာအဲ့ဘူးရိတ်ကြပြီးရတယ်သူကတစ်နှစ်ကျော်မှာဒီမှာကစားမဲ့ကဏ္ဍတည်တဲ့သုံးနောက်ဘက်ကြအောင်တဲ့နော်အဲ့ပထမဆုံးချင်းကြထားတဲ့သုံးပရိကဏ္ဍဒီမှာပြန်ကြကစားခိုင်းတာနော်ဒီလောက်ဆိုရှင်းမယ်ထင်ပါဗျာနော်ပထမကမှာငါးနောက်ဘက်ကြောင်ငါးပရိကဏ္ဍပြန်ကြပထမကမှာငါးနောက်ဘက်ကြောင်ငါးပရိကဏ္ဍပြန်ကြကစားတာ တိယကံမှာ၄နောက်ပိတ်ကြောင်း၄ပရိကဏပြန်ကြကြတာအခုတတိယကံမှာ၃နောက်ပိတ်ကြောင်း၃ပရိကဏစထွက်ထားတယ်၃ပရိကဏကိုစစာပထမဆုံးစပေါ်တယ်၃ပရိကဏကိုပြန်ကြကြတာခိုင်းတာနော်အဲ့တော့ဒီဘွဲမှာကျွန်တော်ကိုကိုခုံကိုခုံခုံပေါ့နော်ကိုခုံခုံလို့တဲကြိုက်တယ်နော်အာပေါ့နော်ကိုခုံခုံအာကိုခုံခုံတဲကိုပို့ထုတ်ပေါ့ဗျာနော်အားလုံးပဲကုလတ်နော်ကံကောင်းကြပါစေဗျာနော်အားလုံးကုလတ်ပါ